အရှင်ဖယားမိခင်ဖြစ်သူ ထမင်းစားနေတာကိုအဲ့ဒါငါမဆင်တွေစားလို့ပြောပါတယ်ဖယားအဲ့ဒီဦးလေးဘာဖြစ်မှလဲဖယားတဲ့အရှင်ဖယားမိခင်ဖြစ်သူထမင်းစားနေတာကိုအဲ့ဒါငါမဆင်တွေစားလို့ပြောပါတယ်ဖယားအဲ့ဒီဦးလေးဘာဖြစ်မှလဲဖယားတဲ့တော်တော်မယိုင်းတာပဲ နော်မိဘကိုစော်ကားတဲ့ပုံကိုယ်တွေဟာဒံကြီးဆယ်ပါးသိမ်းရောက်နိုင်ကြောင်းအပါဒံပါဠိတော်နဲ့ဓမ္မပဒတို့မှာဖော်ပြထားပါတယ်အဲ့ဒီဒံကြီးဆယ်ပါးကဘာတွေလဲဆိုတာကိုဦးစင်းဖတ်ပြမယ်နော်တိကြံတန်းပြင်းထန်သောဥခေါင်းကြိုက်ခဲသည့်ဝေဒနာများခံစားရခြင်းနှိပစ္စည်းဥစ္စာများအကြောင်းအမျိုးမျိုးဖြင့်ဆုတ်ယုတ်ပျက်စီးခြင်း၃ခန္ဓာကိုယ်ခြေပြက်လက်ပြက်စသည့်ဖြစ်ခြင်း ၄ညှက်စိကွယ်ခြင်းနူနာဆွဲခြင်းလေငန်းဖြတ်ခြင်းစသော အနာရောဂါများခံစားရခြင်း၅ညူးတို့ချင်းတို့ရောက်ခြင်း၆ယာထူးဌာနန္တရာများဖယ်ရှားခံရခြင်း၇ကြံတန်းသောဆွဆွဲမှုများကိုခံရခြင်း၈မိမိ၏မိခိုအားထားရာဖြစ်သောဆွေမျိုးများတည်ဆုံးပျက်စီးခြင်း၉စည်းစိမ်ဥစ္စာများဆွေမြေ့ပျက်စီးခြင်း တဆယ်တည်ပြီးသည့်နောက်အပေငရဲတို့ကြာရောက်ရခြင်းတို့ပဲဖြစ်ပါれ။ဒါဟာမိဘကိုစော်ကားခြင်းကြောင့်တင့်ရောက်မိဒဏ်ကြီးဆယ်ပါးပဲဖြစ်ပါれ။ဒါကြောင့်မိဘတွေကိုမစော်ကားကြပါနဲ့နော်။ဟုတ်ပါပြီ။ဒါပဲလား။အော်ခုခောက်ဆိုးပြုံလေးစားလိုက်တာရဲ့ညနေကြိုက်ကြတိုင်းချက်တယ်။เนาะစား။ရပ်။ဟုတ်ပါပြီ။ဟုတ်ပါပြီ။ဘယ်ကနေလဲ။မရစားလား။ mấy đi khâu xong giờ chạy lên mà chạy luôn xa lên mà sao sa có hậu quả không xa dạ mấy ấy nè nè là xa thì sao nè nè lên mà sao nhảy lên mà sao quỳ sa có hậu quả không xa dạ xa mấy ấy làm chạy luôn mấy ấy mình chạy luôn sa 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 sa, sa sa sa, sa 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 xa có mà đừng con à sao con à sao sao? 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 sao sao nên thì dạy cho ta hình chuyện mình nó no. nó no. cũng được không, không so với là sao nó công à. à sao con ta à Dạ 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 ဒီဗီဒီယိုဖိုင်လေးကိုကြည့်ရတဲ့အခါမှာ ပါချုပ်ဆရာတော်ကြီး တရားတွေကအเจ้าရလေးတစ်ခုကိုဖူးစင်းသွားပြီးသတိရမိပါတယ်အဲ့ဒါကဘာလဲဆိုတော့ မိခင်ဖြစ်သူကသားသမီးတွေကိုနေ့တိုင်းထမင်းကျွေးတဲ့အခါမှာအယိုးတွေကိုသူစားပြီးသားသမီးတွေကိုအသားကျွေးပါတယ်။သားသမီးတွေကအမေအသားစားအောင်လေလို့ပြောတဲ့အခါမှာအမေအသားမကြိုက်ဘူးလို့ပြောရှာပါတယ်။အဲ့ဒါကိုသားသမီးတွေကတို့အမေဟာအသားမကြိုက်ဘူးအယိုးပဲကြိုက်တာလို့ထင်သွားပါတယ်။သားသမီးတွေအရွယ်ရောက်လာလို့မိခင်ကိုတလဲပြန်လှုပ်ကျွေးတဲ့အခါမှာတို့အမေကအသားမကြိုက်ဘူးအယိုးပဲကြိုက်တာဆိုပြီး မိခင်ဖြစ်သူကိုအယိုးတွေပဲကျွေးပါတယ်အဲ့ဒီအခါမှာမိခင်ဖြစ်သူကတစ်ဖက်လှည့်ပြီးတော့ငူရှာပါတယ်စဉ်းစားကြည့်ပါလူပဲအသားကြိုက်တာပေါ့နော်သားသမီးတွေအနေနဲ့မိဘတွေရဲ့ခံစားချက်ကိုနားလည်ဖို့လိုပါတယ်မိဘတွေရဲ့ခံစားချက်ကိုမသိဘူးဆိုရင်အတိတ်ပဲတလဲတောက်တတ်ပါတယ်ဒါကြောင့်သားသမီးများအနေနဲ့မိဘတွေရဲ့ခံစားချက်ကိုသိပါလို့ပြောခြင်းပါတယ်ကြည့်နော် တရိတ်ဆန်ပင်ဖြစ်တော်လဲပဲသာသမီကိုအသက်နဲ့လဲပြီးကာကွယ်ဆောင်ရှောက်တာဘေးနာကအမိုက်ပုံကိုမီးလောင်နေတဲ့အတွက်သူ့ကလေးကိုမီးဆွဲမှဆိုလို့အဲ့ဒီမီးလောင်နေတဲ့အမိုက်ပုံကိုခန္ဓာကိုယ်နဲ့ဖိပြီးတော့မီးကိုညှိနေတာမိခင်တယောက်ရဲ့မြတ်တာဘလောက်ထိပေါ်လွင်သလဲဆိုတာအဲ့ဒီမှာကြည့်နော်အေးအဲ့ဒီအတိုင်းပဲလူနဲ့တရိတ်ဆန်တာကွဲသွားတာနော်ဦးစင်းတို့ဒကာဒကာမတို့ကိုမွေးထုတ်ပေးတဲ့မိခင်ကလည်းပဲ သားသမီးအပေါ်မှာအဲ့ဒီလိုမြေတားမျိုးရှိတယ်။အဲ့ဒါကိုဦးဇင်းတို့ကမြင်အောင်ကြည့်တတ်ဖို့လိုတယ်နော်။ဒီလိုဆိုလို့တချို့ကဖခင်တွေရောမြေတားမရှိဘူးလားလို့မေးလာနိုင်ပါတယ်။ဖခင်လည်းမြေတားရှိပါတယ်နော်။သို့တော့ဖခင်နဲ့မိခင်ရှင်တဲ့အခါမှာတော့မိခင်ရဲ့မြေတားကပိုပါတယ်။ဘာကြောင့်လဲဆိုရင်မိခင်ကသူ့ကိုယ်တိုင်ဝင်းနဲ့လွယ်ပြီးမွေးရလို့ပါနော်။အဲ့ဒီလိုဝင်းနဲ့လွယ်ပြီးမွေးရတဲ့အတွက်ကြောင့်လည်းပဲသားသမီးနဲ့ပတ်သက်လာရင်မိခင်ကပူပါတယ် အခုပဲကြည့်လေသူ့ကလေးကိုမီးဆွဲမှာဆိုလို့မီးလောင်နေတဲ့အမိုက်ပုံကိုသူ့ရဲ့ခန္ဓာကိုယ်နဲ့ဖိပြီးတော့ညှိနေတာနော်အဲ့ဒီလိုမေတ္တာမျိုးတွေကိုချစ်သူရေးသားတွေကမပေးနိုင်ဘူးအပေါင်းအသင်းမိတ်ဆွေတွေကမပေးနိုင်ဘူးမိခင်ကပဲပေးနိုင်တယ်နော်ဒါကြောင့်ကိုယ့်ရဲ့မိခင်တွေဖခင်တွေတရှိထင်ရှားရှိနေစဉ်ကာလမှာမိခင်ဖခင်တို့ရဲ့ကျေးဇူးကို သိပြီးတော့မိခင်ဖခင်တို့ကို ပြုစုစောင့်ရှောက်ပါလို့ပြောကြင်ပါတယ်နော် စွန့်ပစ်ခံထားရလို့ရုံးကန်နေရတဲ့အသက်88နှစ်အရွယ်အဖွာဦးမန္တလေးတိုင်းဝမ်းတွင်းမြို့အတွင်းမှာနေထိုင်နေအသက်88နှစ်အရွယ်အဖွာဦးဟာမျက်စိတစ်ဖက်လုံးလုံးမမြင်ရတဲ့ဘဝနဲ့ခက်ခဲစွာရှင်သန်နေရပေမဲ့လည်းဒါသမီးတွေကအမေအိုကြီးကိုရက်ဆက်စွာစွန့်ပစ်ထားခဲ့ကြပါတယ်ဒီဗီဒီယိုကိုမြင်တော့ပြောစရာတစ်ခုပေါ်လာပါတယ်မိဘတွေဟာဒါသမီးတွေအပေါ်မှာဘာမျှော်လင့်ချက်မှမထားဘူးဆိုပြီးတော့တချို့ကပြောကြပါတယ် အင်္ဂုတ္တရနိကေပင်စကနိပတ်သူမနာဝတ်ပုဒ္ဒတုံမှာမိဘတွေဟာသာသမိတွေအပေါ်မှာမျှော်လင့်ချက်၅မျိုးထားရှိကြောင်းမြတ်စွာဘုရားဟောကြားထားပါတယ်။အဲ့ဒီ၅မျိုးကဘာတွေလဲဆိုရင်၁ငါတို့သာသမိတွေကိုငါတို့ပြုစုလုံကျွေးစောင့်ရှောက်ခဲ့တယ်လို့ငါတို့သာသမိတွေဟာငါတို့ကို ပြန်လည်ပြီးပြုစုလုံကျွေးစောင့်ရှောက်ကြလိမ့်မယ်။၂ငါတို့ရဲ့လုပ်ငန်းကိစ္စအဝဝကိုငါတို့သာသမိတွေဟာဆက်လက်ပြီးဆောင်ရွက်ကြလိမ့်မယ်။၃ ငါတို့ပိုင်တဲ့စီးစိမ်ဥစ္စာတွေကိုငါတို့သားသမီးတွေကဆက်လက်ပြီးထိမ့်သိမ်းစောင့်ရှောက်ကြလိမ့်မယ်။လေငါတို့တေလွန်သွားတဲ့အခါမှာကုသိုလ်ကောင်းမှုပြုပြီးငါတို့သားသမီးတွေဟာငါတို့ကိုအမျှတမ်းပေးဝေကြလိမ့်မယ်။ငါငါတို့ရဲ့ဆွေစဉ်မျိုးဆက်တွေကိုငါတို့သားသမီးတွေကဆက်လက်ပြီးထိမ့်သိမ်းစောင့်ရှောက်ကြလိမ့်မယ်ဆိုပြီးမျှော်လင့်ချက်၅မျိုးဖြစ်ပါတယ်။အဆိုပါမျှော်လင့်ချက်၅မျိုးထဲမှာငါတို့သားသမီးတွေကိုငါတို့ပြုစုလုပ်ကြွေးစောင့်ရှောက်ခဲ့တယ်လို့ မာတို့သားသမီးတွေကလည်းပဲမာတို့ကိုပြန်လဲပြီးပြုစုလုပ်ကြွေးစောင့်ရှောက်ကြလိမ့်မယ်ဆိုတဲ့မျှော်လင့်ချက်ကိုကြည်တော်အားဖြင့်မိဘတွေဟာသားသမီးတွေအပေါ်မှာမျှော်လင့်ချက်ထားတယ်ဆိုတာထင်ရှားပါတယ်။ဒါကြောင့်သားသမီးများအနေဖြင့်အဲ့ဒီမျှော်လင့်ချက်ကိုသိပြီးမိဘတွေကိုပြန်လဲပြီးပြုစုလုပ်ကြွေးစောင့်ရှောက်သင့်ပါတယ်။မိဘတွေကိုမစောင့်ရှောက်ဘဲပြစ်ထားတဲ့သားသမီးတွေကိုသုတ္တနိပတ်ပါဠိတော်ဝတ္တလတုတ်မှာမြတ်စွာဘုရားကဘလောက်ထိကြော်ထားသလဲဆိုရင် ယောမတရံပိတရံဝါဒိနကံကတယောပနံပဟုတံတော်နဗရတိတန်စင်ညာဝတလောဣတိတဲ့ယောအချင်းသူသည်ဒိနကံ80 90အရွယ်လွန်ပြီးကိုယ်တိုင်အမှုလုပ်ငန်းတို့ကိုမပြုလုပ်နိုင်သောကတယောပနံအိုမင်းသောမတရံဝါအမိရင်းကို၎င်းပိတရံဝါအဖရင်းကို၎င်းပဟုတံတော်ကျွေမွေပြုစုနိုင်စွာသူဖြစ်ပါလျက်နဗရတိမကျွေးမွေးမပြုစုဘဲပြစ်ထားမယ်ဆိုရင် တန်စင်ညာဝတ္တလောဣတိအဲ့ဒီပုဂ္ဂိုလ်ဟာသူယုံမှဖြစ်တယ်လို့ဟောကြားပါတယ်မိဘကိုလုံမကျွေးပဲပြစ်ထားတဲ့သာသမီတွေကိုသူယုံမှဖြစ်တယ်လို့မြတ်စွာဘုရားကဟောကြားခြင်းဖြစ်ပါတယ်ဘုရားတည်တဲ့ဘုရားတကကြီးပဲဖြစ်စေကြောင်းဆောက်တဲ့ကြောင်းတကကြီးပဲဖြစ်စေမိဘနှစ်ပါးတက်ရှိထင်ရှားရှိနေပါလျက်နဲ့ပြုစုလုံကျွေးခြင်းမရှိဘူးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာသူယုံမှပဲဖြစ်ပါတယ်ဒါကြောင့်သူယုံမှမဖြစ်အောင်မိဘနှစ်ပါးကိုပြုစုလုံကျွေးဆောင်ရှောက်ကြပါ ။ဒါကြောင့်ပြန်ပြည့်စုပါ။နားဆင်ကြည့်ကြပါ။အမေသွားတွေကျိုးလို့ထမင်းမစားနိုင်တဲ့အခါကျွန်တော်တို့ငယ်စဉ်ကသွားလေးတွေမပေါက်ခင်ကအမေထမင်းဝါခွန်ကျွေးတယ်လို့အမေကိုပြန်ကျွေးကြပါ။အမေအောင်းရင်ချင်းနေနေလို့ရေခွက်ကိုကင်မတောက်နိုင်တဲ့အခါမှာကျွန်တော်တို့ရေခတ်မတောက်နိုင်ခင်ကအမေဇွန်လေးနဲ့တိုက်ခဲ့တယ်လို့အမေကိုပြန်တိုက်ကြပါ။အမေမသွားမလာနိုင်လို့တယောက်ထဲလမ်းမလျှောက်နိုင်တဲ့အခါမှာကျွန်တော်တို့လမ်းမလျှောက်တတ်ခင်ကအမေလက်တွဲပြီးလမ်းလျှောက်တင်ပေးခဲ့တယ်လို့အမေကိုလက်တွဲပြီးတော့လမ်းလျှောက်ပေးကြပါ အမေလမ်းမလျှောက်နိုင်တော့လို့အိပ်ရာထဲဝမ်းသွားမိတဲ့အခါမှာကျွန်တော်တို့ငယ်စဉ်ကကိုဝမ်းကိုမထိန်နိုင်ခင်ရလို့အမေမယုံမရှာတန့်ရှင်းပေးခဲ့တယ်လို့အမေကိုတန့်ရှင်းပြီးတော့စေကျော်ပေးကြတကယ်တော့အမေဆိုတာတဘောမှာတယောက်သာရရှိနိုင်တာမဟုတ်လို့အမေမသေးခင်မှာအမေကိုစိတ်ရှိရှိနဲ့ပြန်လည်ပြုစုပြီးတော့စောင့်ရှောက်ပေးကြပါမှန်တယ်နော်တချို့သားသမီးတွေမိဘကျေးဇူးကိုစက်တဲ့နေရာမှာ ွေကြီးနဲ့တကွစားစရာဝတ်စရာပေးလိုက်ရင်ပြီးပြီလို့ထင်နေကြတာတွေရှိတယ်။မထင်နဲ့နော်။မိဘကျေးဇူးကိုဆက်တဲ့နေရာမှာဒီဗီဒီယိုဖိုင်တွေကပြောတဲ့အတိုင်းပြုစုလုပ်ကြွေးပြီးဆက်တဲ့နေ။တချို့သားသမီးတွေဆိုရင်ငွေကြေးနဲ့တကွစားစရာဝတ်စရာတွေလည်းမထောက်ပံ့သလိုအခုလိုလည်းပြုစုလုပ်ကြွေးခြင်းမရှိမိဘရဲ့ကျေးဇူးတရားကိုရက်ွယ်ပြုထားကြတာတွေရှိတယ်။ အဲ့ဒီလိုမိဘရဲ့ကျေးဇူးတရားကိုမျက်ွယ်ပြုပြီးမိဘကျေးဇူးကိုမဆက်တဲ့သားသမီးတွေကိုမြတ်စွာဘုရားကတုတ်တနိပတ်ပါဠိတော်ဝတ္တလတုံမှာဘယ်လိုပြောထားသလဲဆိုရင်ယောမတရံပိတရံဝါဇိနကံကတယောပနံပဟုတံတော်နပရတိတန်စင်ညာဝတ္တလောဣတိတဲ့ယောနရောအကျဉ်သူတိဇိနကံအိုမင်းထသောကတယောပနံပစ္စည်းမအရွယ်တို့ရောက်ထသောမတရံဝါအမိကို၎င်း ပိတရံဝအဖေကို၎င်းပဟုစွားနိုင်သည်တန်တော်ဖြစ်ပါလေရဲ့နဗရတိမကြွေးမွေးမပြုစုတန်ထိုသူကိုဝတလောဣတိသူယုတ်မာဟု၍ဇင်ညာတိယာဤတဲ့ဆိုလိုတာကဥမင်းရင့်ရောပြီးဘဝနောက်ဆုံးချိန်ရောက်နေတဲ့မိဘတွေကိုပြုစုလုပ်ကြွေးနိုင်တဲ့သူဖြစ်ပါလေရဲ့နဲ့မပြုစုမလုပ်ကြွေးပဲပြစ်ထားမယ်ဆိုရင်အဲ့ဒီသူဟာသူယုတ်မာဖြစ်တယ်လို့ဆိုလိုခြင်းဖြစ်တယ်နော်ကြည့်နော်မိဘကိုကျေးဇူးမဆက်တဲ့သားသမီးကို မြတ်စွာဘုရားကသူရုံမာလို့တောင်ပြင်းပြင်းထန်ထန်ပြောတာဒါကြောင့်သင်ဟာပညာတကြီးပဲဖြစ်နေပါစေဘုရားတကာအကြောင်းတကာကြီးပဲဖြစ်နေပါစေမိဘကျေးဇူးကိုမဆက်ဘူးဆိုရင်သင်ဟာသူရုံမာပဲဖြစ်တယ်ဒါကြောင့်သူရုံမာမဖြစ်ဖို့အတွက်မိဘကျေးဇူးကိုကိုယ်တိုင်ကိုယ်ကျကျေးဇူးလုပ်ကြည့်ပြီးတော့စက်ကြပါနော်သူရဲ့အမေအရင်ကိုယ်တိုင်ကိုကဒီကလေး၃ယောက်ကိုဒီ ပေါ့နော်တရားပေါ်ကနေပြီးခြောင်းထဲကိုပြစ်ချပြီးတော့သူကတက်ဖို့ထီလောက်တာကျွန်တော်အဲ့ဒီကဆိုကျွန်တော်ပြဿနာရှာတာခလေးကိုရေထဲပြစ်ချပြီးတက်ဖို့လောက်တယ်ဆိုတော့အမအိဗယ်မရှိဘူးမဟုတ်ဘူးတဲ့အမအပါရောပြီးတေမှာပါအမအမတေးချင်းတေမတေးချင်းနဲ့ခလေးတွေလောက်ကြအကြောင်းမရှိဘူးလို့အဲ့ခလေးအမေကိုကျွန်တော်ပြောတယ်အမလာတွေ့လို့ရတယ်ပြန်ခေါ်လို့မရဘူးတော့ကျွန်တော်ပြောတယ်လုံးဝလာလည်းမတွေ့ဘူးတဲ့ခေါ်လည်းမခေါ်ဘူးတဲ့ကျွန်မဟိုဟိုတွေ့ဖို့လည်းအစီအစဉ်မရှိတော့ဘူးတဲ့အတူမနေနိုင်ရင်တောင်မှပဲအတူမနေနိုင်ဖို့အခက်အခဲရှိရင်တောင်မှပဲ ်ဟိုကိုတာဝန်ယူနိုင်တဲ့လောက်ကိုယူပေးပါလက်လို့စပယ်တော့မလုပ်ပါနဲ့နော်ဘာဖြစ်လို့လဲဆိုတော့ဟိုမွေးတာကိုမွေးတာလေကိုမွေးထားတာဟိုမကျွေးနိုင်ဘူးလားမကျွေးနိုင်တဲ့ဒူနေပေးအတူမနေနိုင်ဘူးလားအတူမနေနိုင်ရင်တတ်နိုင်တဲ့လောက်ကျွေးမွေးထောက်ပံ့ရမယ်တာဝန်ကအပြည့်ရှိတယ်အ ਨੇ ဆုံးတော့အဲ့ဒါတော့လုပ်ပေးနိုင်ရမယ်အံ့ဩဖို့တော့ကောင်းတယ်နော်ကိုမွေးထုတ်ထားတဲ့သာသမီကိုပြန်တက်ဖို့လုပ်တာကိုသာသမီကိုပြန်တက်လို့အပြည့်မကြည့်ဘူးမထင်နဲ့နော် အဝဇာတသာသမိအနုဇာတသာသမိအတိဇာတသာသမိရဲ့ဆိုပြီးသာသမိ၃မျိုးရှိတဲ့အထဲမှာအနုဇာတအတိဇာတသာသမိတွေကိုတက်ဖြတ်မိမယ်ဆိုရင်အဲ့ဒီမိဘမှာအရန်အပြစ်ကြီးတယ်နော်950နိပတ်တော်ပင်စကနိပတ်မဏိကုံတလဝတ်စူလာဓမ္မပါဠဇတ်တော်မှာဖခင်ဖြစ်တဲ့မဟာပတာပမင်းကအတိဇာတသာသမိဖြစ်တဲ့သားတော်ဓမ္မပါဠမင်းသားလေးကိုပြန်ပြီးတက်ဖြတ်ခဲ့တဲ့အတွက်ကြောင့် မြင်မြူပြီးအဝေးစီငရဲကိုကြားရောက်သွားရပါတယ်။ဒါကြောင့်မြင့်မြတ်တဲ့သားသမီးတွေကိုတတ်မယ်ဆိုရင်လေကြီးလေးတဲ့အပြစ်ကိုခံစားရတတ်ပါတယ်။ဒါကအပြစ်အနေနဲ့ပြောတာပါ။မိဘဖြစ်လာပြီဆိုရင် ကိုမွေးထုတ်ထားတဲ့သားသမီးဟာရုံညံ့တဲ့သားသမီးပဲဖြစ်စေမြင့်မြတ်တဲ့သားသမီးပဲဖြစ်စေမိဘတွေက ပြုစုလုပ်ကြွေးပြီးစောင့်ရှောက်ရမှာဖြစ်ပါတယ်။ပြုစုလုပ်ကြွေးပြီးစောင့်ရှောက်ခြင်းမရှိဘဲနဲ့တတ်ပြတဲ့ဆိုတာဟာအမှန်တမ်းမှရုံညံ့တဲ့အလုပ်ပဲဖြစ်ပါတယ်။နော်။ အခုဆိုရင်ဒီတကာရဲ့ကျေးဇူးကြောင့်ခလေး၃ယောက်ဤအသက် ရှင်သန်ခွင့်ရခဲ့ပါတယ်နော် အမတန်မှကျေးဇူးတင်ဖို့ကောင်းပါတယ်အဲတကာတော့လည်းပဲကိုဦးကျမ်းမာခြင်းစိတ်ဤချမ်းသာခြင်းအပေါင်းနဲ့ပြည့်စုံပါလေဗျာနော်